အဲ့လိုဖြစ်ချင်တာကိုဇွတ်လုတ်တဲ့အကျင့်လေးကိုပြင်ပါရင်ရယ်။စာရေးပုံမှုပြတ်သွားတာပြန်မွေးလို့ရပါမယ်။ပျက်စီးသွားလို့ရှိရင် ပြန်ဆယ်လို့မရနိုင်တဲ့အရာတွေလည်းဖြစ်လာနိုင်တယ်လေရယ်။မသိဘူးမှာကရင်းသိလည်းမသိချင်ဘူး။ငေါ့ဘွားမှာလေရင်းကအမြဲတမ်းအရေးကြီးဆုံးတဲ့ပထမဦးစားပေးပဲဖြစ်နေရမယ်။ မိုက်ဟောဟဲ့မမလာတာဟမ်မမပါဘူးငါတို့မမထထနေမှာပေါ့ဘာကြာလဲတတောင်းဝဲဟဲ့တတောင်းဝဲနဲ့ပြေးလိုက်အော်အော်ဟောမလေးငါပါမမဒီမှာ delivery လာပို့သွားတာ เดี๋ยวไฟเบิ้งเร็วเพื่อไปละเร็วเร็วสิเก็บลูกอะไรก่อน လဲ။ဟဲ့မောင်ကိုရိုင်းလာဖို့စီတယ်လို့မှားတာလေ။ delivery သမားကိုလာဖို့ခိုင်းမှာတော့ဟဲ့ကိုပါတော်ကိုပဲမှားစားမှာပေါ့။အာဘာမှမပြောနဲ့မှာ။အဲ့ဒါကြီးအကုန်လုံးရင်အမိုက်ပုံနဲ့လွတ်ပြစ်လိုက်ပြီ။ငါအလုပ်ပဲရှိရှိမောင်ကိုရိုင်းရင်းစီကိုလာဖို့ရမယ်။ရင်မစားပဲစောင့်နေမှာနော်။ရင်းကြောင်တည်ရနော်မှာ။ င်းနဲ့ထပ်ပြီးပြီလားမပြုတ်ဟမ်ဇန်နေပါရီရှာနေမှာဆိုးလို့ပါတယ်ကြည့်ရမှာဖြစ်တော့ကတော့ဘာလို့ပဲပူပန်နေရတယ်လို့ပဲအမေကလည်းနိုင်နေပြီလို့ကြားလိမ့်နေပြီးတော့စိတ်နေပြီဘယ်ဘာဟမ်ငါချစ်သူပြမမောပါသူရတာငါ့ကိုသူ့လူစားတင်ပြီးတော့ဆက်မှတ်ခုနေတော့ငါလည်းဘာမှမတတ်နိုင်ဘူးဟာအခုချိန်ကြီးငါဘသူ့ကိုမှချစ်တယ်လို့ငါပတ်စပ်တာပြောရတယ် ဒါတော့ဒါပဲရှင်းလို့ရအောင်ဒါပေမဲ့နေရည်သူတို့လည်းတွဲသွားသေးတာလို့တဲ့အခါကျတော့သူတို့စိတ်ထဲမှာငါ့ကိုပြန်ကြွေးနေပြီလို့ထင်လို့ဖြစ်မှာပေါ့ငါအပေါ်လိုတိုင်းသူတို့ကိုအရင်ခေါ်တယ်အဲ့လိုဆိုရလို့တယ်အဲ့ဒါနဲ့ပဲငါသူတို့ရဲ့ဇာတိရအောင်လားအဲ့လိုပုံစံဆိုလို့ရှိရင်လေငါဘယ်ယောက်ျားလေးကိုဥမလေးဆိုခေါ်ရအပေါ်လိုလို့မရတော့ဒါတိဒါမှရတော့အင်းနောက်လေကိုမုံမာခြင်းလို့ဗျဟုတ်ဟုတ်ဟုတ်ဒီလေးဟိုဟာမာလာရှန်ကောတပွဲအဆက်လျှော့မယ်နော် အဆက်လျှော့ဆိုတာအဆက်ကိုပါရဆိုရုံလေးပဲအဲပြီးတော့ငါးဦးစီထဲမယ်ပိန်းဦးထဲမယ်ကျက်ဦးချောင်းထဲမယ်ဟွာဝက်ဦးချောင်းလုံးဝမထည့်ဘူးเนาะညီလေးဗမ်းမုံလောင်ထဲမယ်အဆက်လျှော့เนาะညီတော်တော်လေးကိုလျှော့ပြီเนาะဆက်လျှော့ပြီဒါပဲလားဆရာอืมဒါပဲဘာဖြစ်လို့လဲဆရာမှားတယ်မင်းကြံနေတယ်ကွာမင်းကြံတော့ပါ ရဲ့အကူခုဒီမှာမုတ်ဝယ်နေပြီဆိုင်မှာထိုင်ဆောင်နေဟမ်အဲ့မစားကြတော့မင်းလည်းမုတ်ဒီပဲဝယ်ခဲ့ဘာလို့လဲရင်ရဲ့ကိုကအခုဒီမှာမှားတော့မှားပြီးနေပြီမှားပြီးနေလဲလွတ်ပြလိုက်ပေါ့မောင်ရဲ့ရဲရမင်းလည်းမုတ်ဒီပဲစားမှာတော့ဒီနေ့တော့ဒါပဲစားလိုက်ပါရင်ရဲ့နေမကြလို့ရှိရင်တော့ကိုရင်းစားကြတော့ထပ်ဝယ်ကြမယ်လေနော်ပြီးတော့ကားလမ်းတွေကလည်းဒါအောက်ပိတ်တာရင်ရဲ့ဒီနေ့ကဟာမလို့ချင်ဦးမှာ လူကိုယ်တိုင်လာပို့ခိုင်းတာကို delivery နဲ့ပို့ခိုင်းလိုက်လို့ရဲရမောင်းတန်ပေးတာမင်းလမ်းမောင်းဒီပဲနော်ဒါပဲရေး hello ရေးဟောဒီကောင်မလေးနေတော့ကွာရှားပါစေဘလောက်ကြာလဲတောင်းပါစေဟုတ်ယူတော့မင်းမဲစားလိုက်တော့ မလေးတားလိုက်တာဟင်းသူ့ကောင်မလေးတော်တော်ချင်းမကုန်ဘူးဟင်းသူ့ဦးစားဖြစ်တဲ့ကောင်မလေးကဘလောက်တော့ကန်ကောင်းလိုက်မယ်ဟုတ်ပါရဲ့သူ့ဦးစားသားလည်းငါဖြစ်ရင်ဘလောက်ကောင်းလိုက်မလဲနော်ဒါမှကြောင်စာတန်းပလိုလာကတ်နေတဲ့ယောက်ျားရဲ့ကသူ့လိုအလိုက်တည်ပြီးတော့စစ်တက်တဲ့ယောက်ျားမျိုးကိုငါတစ်ခါမှမပြေဘူး အကုစမင်းညက်မျိုးလားဟိုကက်တရတွေကြည့်ပြီးတော့အကုကြိုက်တဲ့ပုံစံရွေးမလားဒါမှမဟုတ်လို့ရှိရင်အကုမျက်နှာလေးနဲ့ live ဖတ်မဲ့ပုံစံလေးကိုညီမညက်ပေးမယ်လေအကုဒီဘက်ကိုကြောက်ပါဒီမှာဝန်ထမ်းတဲ့ဟုတ်ကဲ့ဒီနေ့မှအလုပ်ဆက်စင်တာလေအကိုကဒီဆိုင်ကိုလာနေကြလားဩဒါဆိုလည်းဘာမှမပူပါနဲ့အရင်တစ်ခေါက်တည်းထက်တော့ပို့ပြီးလာသွားမမလုပ်ပြီးမယ်လာဒီဘက်လာပါကိုဂျိန်းစီလားလေရှင်ဟိုဆိုင်ရှင်မမကိုပြောရလားဟုတ်ဟုတ်ကဲ့အထဲမှာရှိပါတယ်ညီမလိုက်ပို့ပြီးမယ်လေကြောက်အမေဘေး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  ညီလိုက်ပုတ်ပေးစရာမလိုဘူး။မမလေးရဲ့ချစ်သူခဲ့ဆဆုံးကပြောထားတဲ့စီကံချက်တွေလည်းထပ်တိုးတဲ့စီကံချက်တခုနောက်ကသူ့ဝင်လိုက်မမြင်မိအောင်လေကြားလား။ မောင်ကလေဒီလိုကြတော့လေချစ်စရာကောင်းနေပြန်ရောရိမ့်မာတာရေမဝင်လာရယ်နော်ဝင်ရပါဘောရိမ့်ရဲ့နားဘူးမှမခံနိုင်တာနောက်ပြီးတော့၃ရက်လောက်ချော့ရမှာကိုလည်းကြောက်လို့ခုတော့လေညာစာရေးဖို့စဉ်းစားထားတဲ့မှုတွေတော့ပျောက်ကုန်ကောင်တော့ဘာဖြစ်လဲမောင်ရဲ့မောင်ကစာရင်းမှာထမင်းစားရမယ့်လူမှမဟုတ်တာ။ဘောင်းဘွားမှာရင်းအရေးကြီးဆုံးမှမဟုတ်ဘူးလားလို့ ရေးကြီးဆုံးဆိုပေမဲ့လူမှုပတ်ဝန်းကျင်မှာနေလို့ရှိရင်ဘဝရှင်သန်မှုအတွက်ချားလုပ်တွေလည်းလုပ်အောင်မယ်လေရင်းရဲ့နောက်ဆိုလို့ရှိရင်လေအဲ့လိုဖြစ်ချင်တာကိုစွတ်လုတ်တဲ့အကျင့်လေးကိုပြင်မှရင်းရဲ့စာရေးမှုမှုပြတ်သွားတာပြန်မွေးလို့ရပါပဲပျက်စီးသွားလို့ရှိရင်ပြန်ဆယ်လို့မရနိုင်တဲ့အရာတွေလည်းဖြစ်လာနိုင်တယ်လေရင်းရဲ့မသိဘူးမှာရင်းသိလည်းမသိချင်ဘူးငေါ့ဘွားမှာလေ ငင်းကအမြဲတမ်းအရေးကြီးဆုံးနဲ့ပထမဦးစားပေးပဲဖြစ်နေရမယ်။အဲ့လိုဖြစ်နေအောင်မြင်လဲလေ။ရင်အရန်ပြောတာပဲသိလား။အလိုလိုက်တဲ့မောင်လည်းလေပို့ပို့ပြီးတော့ရောင်းချစ်လာသေးတယ်။ရင်းဘွားမှလည်းလေမောင်းထပ်ပို့ပြီးတော့ဦးစားပေးရမယ့်အရာဆိုတာဘယ်တော့မှရှိမလာစေအောင်ပါ။ကုံကုံပြောမယ်မောင်ရဲ့ရင်းတက်တော်မှလည်းမောင်နဲ့ပတ်သက်လာတယ်။ဒုတိယနေရာမှာပဲရှိရမှာ။ ကြောက်ပါမင်းဘာကိစ္စရှိလို့လဲကိစ္စလေးလည်းရှိလို့တမျိုးလည်းလွမ်းလို့ပေါ့ကွယ်ပြောစရာရှိတာသာပြောပါအပေါ်ရင်းနားထောင်ဖို့ရိမ့်မအချိန်မရှိဘူးဟုတ်လေဟိုဒီမှာတမီးလာလို့ရှိရင်အားလုံးအစားစရာအဆင်ပြေဖို့အတွက်မမီစင်စင်ထားတယ်တမီးဘယ်တော့လာမလဲတမီးဘယ်နှခါပြောရမလဲမမီတမီးမြန်မာနိုင်ငံကလွယ်ပြီးတော့ ဘယ်နေရာမှမမနေနိုင်ပါဘူးလို့မာမီရတာလေနှုတ်ပြားလေးနဲ့သမီးကိုလွှမ်းလိုက်တာတတိယလိုက်တာလို့ဖုန်းထဲမှာသာပြောနေတာသမီးကပြန်လာခဲ့ပါလို့ပြောတာကြတော့မမီမနှခါများစဉ်းစားပေးခဲ့ဘူးလို့လေဘောင်းမလေးတဲ့သမီးလေးသမီးတဲ့ရီယာလေးမပြေ ခေါ်မယ်ဆိုမမီနောက်ကဘတော်မဖုံးမဆက်ပါနဲ့မမီဟာတော့လေသမီးတက်ပို့ပြီးဦးစားပေးရမယ်လို့ရှိလို့နိုင်ငံเจ้าလိုက်သွားခဲ့သေးတာပဲသမီးဟာလေဒီမှာတပုံးဟာလို့တကောင်ကျွတ်ဖြစ်နေရှစ်သက်နေထိုင်သွားမယ်လို့ဆုံးဖြတ်ထားပေးပြီသမီးသမီးဟဲ့ ကွယ်ဒီပြဿနာတွေရတယ်ဘယ်တော့မှပြမမှမသိတော့ငိုပါနဲ့တော့တမီးရေတိတ်ပါတော့ဒါလည်းလေနင်တို့မိသားစုကြားထဲမှာနေရတတော်စိတ်ဆင်းရဲလာပြီဟိုဘက်ကလည်းမလျှော့ဒီဘက်ကလည်းမလျှော့ငါမြင်ပြန်တေမှာပဲဒီပြဿနာတွေမမြင်ရတော့မှာ